တခါကတอมဆိုတဲ့ကောင်လေးတယောက်ဟာသူ့ဖိုးနဲ့အတူနေထိုင်လျက်ရှိတယ်။တอมဟာသူ့ရုပ်ချက်တွေကဗန်းဒီပင်ကြီးပေါ်ကိုတက်ပြီးဆော့လေးရှိတယ်။ຫນွေဥရတီရောက်လာတဲ့အခါဗန်းဒီပင်ကြီးဟာပန်းနေပွင့်လာပြီးတော့ဗန်းဒီလေးတွေစားသီးလာပါတယ်။တอมဟာဗန်းဒီပေါက်ဆလေးတွေခူးပြီးတော့ဆော့ကစားပါတော့တယ်။တอมရဲ့အဖိုးကတွေ့တော့တอมကြီးညည်းလီလာပါဦး။ မြေကပန်းသည့်အသေးလေးတွေကိုခူးပြီးဆောက်ကစားပြစ်တာမျိုး မလုပ်ရဘူးခွဲ့ဒီပန်းသည့်လေးတွေကြီးလာရင်မြေတို့အဖိုးတို့စားလို့ရတာပေါ့ခွဲ့လာအဖိုးပုံမြင်လေးတစ်ပုဒ်ပြောပြမယ်လို့ပြောပြီးလမ်းခေါ်လိုက်ကြတယ်တောင်းလဲပုံမြင်နားထောင်ရမယ်ဆိုတော့ပန်းသည့်ပင်မကဆင်းလာပြီဟုတ်ကဲ့ပုံမြင်ပြောပြပါဖို့ဖို့လို့ပြန်ပြောတယ်အဲ့ဒီတော့ဖို့ဖို့ကဟိုးရှိရှိတော့က ကဘာကြီးပေါ်မှာလူတွေတရိစံနေမရှိကြဘူးတဲ့ကဘာကြီးကိုကောင်းကင်မှာနေတဲ့နတ်မင်းကြီးတစ်ပါးကအုတ်ချုပ်နေတယ်အဲ့ဒီနတ်မင်းကြီးမှာနေမင်းသားလေမင်းသားမိုးမင်းသားမြေမင်းသားနဲ့လူမင်းသားဆိုပြီးတော့တားတော်မင်းသားလေး၅ပါးရှိတယ်မင်းသားလေး၅ပါးဟာမောစွမ်းနေတည်တည်ပိုင်ဆိုင်ကြတယ်အဲ့ဒီအချိန်ကကဘာပေါ်မှာမင်းသားလေး၅ပါးအပြင် စိမ့်ဆိုလာပါတဲ့တောတောင်စိမ့်ဆန်းဒီတစ်ပင်ပန်းမှန်နေပဲရှိပါတယ်။မင်းသားလေး၅ပါးဟာตาရလှပတဲ့ကဘာကြီးပေါ်မှာမိမိတို့မော်စွမ်းနေနေစော်ကစားလိုက်တတိတဥတွေခူးစားလိုက်နဲ့ပျော်ပျော်ရှင်ရှင်နေထိုင်ကြတယ်။နေမင်းသားလေးကအလင်းအမောင်ဒူးကြီးတွေကိုဖန်ဆင်းနိုင်တယ်။သူ့အစွမ်းကိုတုံးပြီးတော့မင်းသားလေးတွေဟာတူတူပုံနဲ့ကစားလေးရှိကြတယ်။ လေမင်းသားလေးကတော့ဒီကိုင်းသေးရတွေကိုမလုံမရက်ငိမ့်နေအောင် ထိန်းထားနိုင်စွမ်းရှိသလိုဒီကိုင်းသေးရတွေကိုကိုးကောက်ပြီးတော့ပုံစံအမျိုးမျိုးဖြစ်အောင်ပြုလုပ်နိုင်ပါတယ်တဲ့အခြားမင်းသားလေးတွေဟာ မျက်စိမိတ်ထားပြီးတော့လေမင်းသားလေးပေါ်တဲ့ပုံကိုမှန်းဆပြောရန်ကစားလေးရှိကြတယ်။မိုးမင်းသားလေးကတော့ရေတွေကိုလိုသလိုစီစားနိုင်တယ်။ရေမင်းသားလေးကတော့ ်ညီကြီးတွေကိုလိုသလိုခိုင်းစေနိုင်ပါတယ်။သူတို့အားလုံးထဲမှာခွန်အားအကြီးဆုံးနဲ့မိုးဘော်ကိုပြန်နိုင်တဲ့သူကတော့လူမင်းသားလေးပဲဖြစ်ပါတယ်။သူတို့နေထိုင်တဲ့ကဘာကြီးရဲ့အလဲတောင်ကြီးတစ်တောင်ပေါ်မှာကဘာဦးမော်တစ်ပင်ကြီးတစ်ပင်ရှိတယ်။အဲ့ဒီတစ်ပင်ကြီးဟာကြီးမားစိမ့်ဆူနေပြီးတော့အမြဲတမ်းအယောင်တွေတလက်လက်တောက်ပနေတယ်။တပင်းကြီးဟာ အနှစ်တစ်ထောင်မှတစ်ခါ မောတတိတလုံးသီးပါတယ်တဲ့အဲ့ဒီလိုနေရင်တနေ့မှာမောတပင်ကြီးထက်မှနီနီရဲရဲမောတတိကြီးတလုံးသီးလာတာကိုကောင်းကင်နမင်းကြီးတွေ့လိုက်ရတယ်နမင်းကြီးကမင်းသား၅ပါးကိုခေါ်ပြီးတော့ဒါတော်တို့ဟူးကကပါဦးတပင်ကြီးမှာမောတတိကြီးသီးနေပြီဒီတတိကိုစားရင်မောစွမ်းနေတိုးတက်လာလိမ့်မယ်စွမ်းတဲ့တယ်လည်းရလာလိမ့်မယ် အခုခမဲတော်ကောင်းကင်စီဝေးသွားเสียရှိတယ်။ပြန်လာတဲ့အခါကျရင်သားတော်တို့ကိုတတိကိုအညီအမျှခွဲဝေပေးမယ်လို့ပြောပြီး ကောင်းကင်မော်တက်သွားခဲ့တယ်။မင်းသား၅ပါးဟာတတိကြီးကိုကြည့်ပြီးတော့စားခြင်းစိတ်တွေတဖွာဖွာဖြစ်လာကြတယ်။တတိကိုစားပြီးတခြားမင်းသားတွေထံမော်အစွမ်းနေပုံမရရှိလာမှကိုစိတ်ကူးယဉ်ပြီးလောဘတွေတက်လာကြတယ်။ နောက်ဆုံးတော့လေမင်းသားလေးဟာတစ်ပင်ကြီးရှိရာပြေးသွားပြီးတော့သူ့အစွမ်းနဲ့တတိကြီးကိုခုဆွတ်လိုက်တယ်။တတိကြီးကအောက်ကျလာပြီးတော့မြေကြီးပေါ်ရောက်တဲ့အခါမြေမင်းသားလေးကတတိအောက်ကမြေဆိုင်ခဲကြီးကိုသူ့ရှိရာကိုရွေ့လျားလာအောင်ဆွဲယူလိုက်တယ်။မိုးမင်းသားလေးကလည်းချောင်းနဲ့ကရေတွေနဲ့မြေဆိုင်ခဲတွေကိုအေးပြောသွားအောင် ခွဲပစ်လိုက်ပြီးတတိကြီးကိုလူယူဖို့စူးစမ်းပါတယ် နေမင်းသားလေးကလည်းတခြားမင်းသားလေးတွေကိုမျက်စိချိန်သွားလင်းရောက်နေဖန်ဆင်းလိုက်ပြီးတော့တတိကိုယူဖို့ပြေးသွားခဲ့တယ်။နောက်ဆုံးတော့လူမင်းသားလေးကခွန်အားကြီးပြီးအပြေးမြန်လာကြောင်းတခြားမင်းသားလေးတွေတတိကိုမရခင်တဟုံတို့ပြေးသွားပြီးတတိကိုကောက်ယူလိုက်တယ်။ပြီးတော့မိုးဘော်ကိုတဟုံတို့ပြန်တက်သွားလိုက်တယ်။ဒီလိုပြန်တက်သွားတဲ့အခါမော်တတိကြီးဟာ မိခင်ကဘာမြေကြီးနဲ့တဖြည်းဖြည်းဝေးလာတဲ့အတွက်မော်ဆွမ်းနေပျောက်သွားပြီးအမုံလေးတွေဖြစ်သွားပါတော့တယ်။ကောင်းကင်နမင်းကြီးလည်းအစည်းဝေးကပြန်ရောက်လာတဲ့အခါသားတော်ငါးပါးလောဘတက်တဲ့အတွက်မော်တတိကြီးဆုံးရှုံးလိုက်ရတာကိုတွေ့တဲ့အခါအယံစိတ်ဆူသွားပြီးတော့သားတော်တွေကိုအပြစ်ဒဏ်ခတ်ပါတော့တယ်။နမင်းကြီးကသားတော်တို့မင်းတို့ဟာ တတိတလုံးရဲ့ဓမ္မကိုနားမလည်ဘူးတတိတလုံးသီလာဖို့အတွက်သစ်ပင်တွေဟာနှိရှိလာမြအာဟာရတွေစုဆောင်ရတယ်သစ်ပင်ရဲ့သစ်ရွက်တွေဟာအလင်းရောင်ကိုတုံးပြီးတော့အစာချက်လုပ်ရတယ်သစ်ပင်ရဲ့အမြစ်တွေဟာမြေကြီးမှာကုတ်တွေထားပြီးတော့မြေကြီးတွေကအာဟာရတွေကိုသစ်ပင်စားသုံးဖို့ရေအကူညီနဲ့စုပ်ယူရတယ်သစ်ပင်တွေစိမ့်ဆူလန်းဆန်းပြီးယောဂပိုးမွားတွေกินနေဖို့ သိရသိခက်တွေကိုလှောက်ရှားနိုင်အောင် လေကကူညီပေးရတယ်။ဒီလိုဟန်ချမ်းညီညီပံ့ပိုးပေးမှသစ်ပင်ဟာကြီးထွားရှင်သန်နိုင်ပြီးတည်တည်ရည်တည်လာနိုင်တာဖြစ်တယ်။အခုမင်းတို့လုပ်ခဲ့တဲ့အဖြစ်အတွက်ဒီတာဝန်တွေကိုမင်းတို့ကို ခွဲဝေပေးရမယ်လို့ပြောတဲ့ဆက်ပြီးတော့နမင်းကြီးကနေမင်းသားလေးကို နေမင်းသားကကဘာကြီးပေါ်မှာတစ်ပင်ပန်းမင်းနေအစာချက်လုံးနိုင်အောင် နေ့အခါအလင်းရောင်ပေးရမယ်။ညအခါအနားယူနိုင်အောင်အမောင်တို့ကြီးဖန်ဆင်းပေးရမယ်လို့မိန့်ချလိုက်တယ်။လေမင်းသားလေးကိုလေမင်းသားကတိရွတ်တိကိုင်းနေကိုအပူဓာန်ရော့ကြအောင်လှုပ်ခတ်ပေးရမယ်။မိုးမင်းသားလေးကိုတော့မိုးမင်းသားကတစ်ပင်ပန်းမင်းနေစိမ့်ဆူလန်းဆန်းနေအောင်မိုးရေတွေနဲ့ ပတ်ပြန်ပေးရမယ်လို့မိန့်ချလိုက်တယ်။မြေမင်းသားလေးကိုမြေမင်းသားကတစ်ပင်နေပြိုလဲမသွားအောင်မြေကြီးမှာကုတ်တွယ်နေနိုင်အောင် ထိမ့်သိမ့်ပေးထားရမယ်လို့အပြစ်ပေးလိုက်တယ်။လူမင်းသားလေးကိုတော့ဘိုးဘော်ပြန်နိုင်တဲ့အစွမ်းကိုရုပ်သိမ်းလိုက်ပြီးလူမင်းသားလေးကတစ်ပင်ကတတိရွေတီအောင်ဗန်းမင်းကဗန်းမင်းပွင့်အောင် နေရေလေမြေတို့နဲ့ပူပေါင်းပြီးတော့ ပြုစုဆောင်ရှောက်ရမယ်လို့အတီးပြီးအပြစ်ဒဏ်နေပေးလိုက်ပါတော့တယ်။ဖိုးဖိုးရဲ့ပုံမြင်ဆုံးမတော်မလေးကဟုတ်ကဲ့ဖိုးဖိုးဒါဆိုตาပန်းဒီပေါက်စလေးခုပြီးမစော့တော့ဘူး။ပန်းဒီလေးတွေကြီးလာတဲ့အခါခူးစားလို့ရအောင်ပန်းဒီပင်ကြီးကို ရေလောင်းပေးပါတော့မယ်လို့ပြောလိုက်ပါတော့တယ်။